မင်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတောင်ဝီယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဂါဇာပြန်လည်ထူထောင်နေခြင်းသာဖြစ်ပြီးနှစ်နိုင်ငံ ဖြည့်ရှင်းနည်းနဲ့မဆိုင်ဘူးဆိုတော့ထရမ့်ရဲ့ပြောဆိုချက်သတင်းမာရဂက်စကာဂျန်ဇီရီပမာစစ်တပ်ရက်တီပြီးနောက်သမရဖြစ်သူဂျိုလီနာ ထွက်ပြေးခဲ့ရတဲ့တဲ့င်းနဲ့ innovation နဲ့ growth ဆက်စပ်မှုအကြောင်းရှင်းပြနိုင်ခဲ့တဲ့ပညာရှင်၃ဦးကစီးပွားရေး Nobel ဆုကိုပူးတွဲရရှိခဲ့တဲ့သတင်းတွေပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ American သမ္မတ Donald Trump ကသူ့စီစဉ်ဟာဂါဇာပြည်လဲထူထောင်ရေးအတွက်သာဖြစ်ပြီး Israel-Palestine နှစ်နိုင်ငံအတူရှင်တွဲပေါ်ပေါက်ရေးအဖြစ်နဲ့မဆိုင်ဘူးဆိုတဲ့အချက်ကိုအတည်ပြုလိုက်ပါတယ်။ အီဂျစ်နိုင်ငံမှာကမ္ဘာကောင်းဆောင်20ကျော်နဲ့အတူအပြစ်ခတ်ရစဲရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပြန်လာခဲ့တဲ့ Trump က Air Force 1လေယာဉ်ပေါ်မှာတည်င်းတော်တွေကိုအခုလိုမျိုးဖြည့်ဆို့သွားခဲ့တာဖြစ်ပါတယ်။နိုင်ငံအတူရှင်တွဲပေါ်ပေါက်ရင်းနဲ့လွတ်လပ်သောပါလက်စတိုင်းနိုင်ငံထူထောင်ရေးအတွက်အီဂျစ်သမ္မတ Abdel El-Sisi ရဲ့တောင်းဆိုမှုကိုမှတ်ချက်ပြုပေးဖို့တည်င်းတော်ဘက်ကမေးမြန်းခဲ့တာဖြစ်ပါတယ်။အဲ့နောက် Trump ကလုံးဝမတူတဲ့အကြောင်းအရာကိုပြောနေတာပါ။ ဂါဇာပြန်လဲထူထောင်ဖို့ကျုပ်တို့ပြောနေတာ single state တွေ double state တွေ two state တွေပြောနေတာမဟုတ်ဘူးဆိုပြီးတုံ့ပြန်သွားပါတယ်။ဒါပြင်တနိုင်ငံနဲ့ဖြေကိုကြိုက်တဲ့သူတွေအများကြီးရှိပါတယ်။တချို့ကနှစ်နိုင်ငံဖြေရှင်းသည့်ကြိုက်ပါတယ်ကြည့်ရမှာပေါ့။အဲ့ဒီအပေါ်မှာကျုပ်တို့မှတ်ချက်မပေးကျင်သေးဘူးဆိုပြီးဖြည့်ဆွတ်ပြောသွားပါတယ်။ အဲ့နောက်အသက်ရှင်ကျန်ရစ်ခဲ့တဲ့အစ္စရေးတစားကန်ဥယေ20နှစ်တူပါလက်စတိုင်းအကျဉ်းသား2000နီးပါးပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက်မိသားစုတွေနဲ့ဆုံဆွေးခွင့်ရရှိခဲ့ကြပါတယ်။အီဂျစ်၊ကာတာ၊တူရကီနဲ့အမေရိကန်တို့ကဒီအပြည့်ရဲ့သဘောတူညီချက်ကိုအာမခံတဲ့နိုင်ငံတွေအဖြစ်ပါဝင်ခဲ့ကြတာတွေ့ရပါတယ်။ဒါပေမဲ့လည်းသဘောတူညီချက်အရာ တေဆုံးသွားပြီဖြစ်တဲ့ဒဇာကန်28ဦးရဲ့ရုပ်လောင်းတွေတဲက၄လောင်းကိုသာပြန်ရတဲ့အတွက်မကျေနပ်မှုတွေရှိနေတယ်လို့ညင်ပန်းနှိပ်စက်ခံရတဲ့ဆိုတဲ့ဆွဆွဲချက်တွေလည်းထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီအကျဉ်းသားလဲလှယ်မှုဟာစစ်ပွဲဆုံးသက်ရေးအစီအစဉ်ရဲ့ပထမအဆင့်သာရှိသေးပြီးဟာမတ်စ်ရဲ့လက်နက်ဖြုတ်သိမ်းရေးနဲ့ဂါဇာရဲ့အနာဂတ်အုပ်ချုပ်ရေးလိုမျိုးရှေ့ဆက်ရမယ့်စင်ခုံမှုတွေအများကြီးကြန့်ရှိနေပါသေးတယ်။ This has what been one of the greatest wartime presidents and cigars and champagne who the hell cares about that? ဆလတ်တင်ဆက်ပေးမှာကတော့မာဒဂက်စကာနိုင်ငံမှာဂျန်စီလူငယ်တွေဥဆောင်တဲ့ဆန္ဒပြပွဲတွေအပြီးမှာပဲသမရဖြစ်သူအန်ဒရီရာဂျိုလီနာအနေနဲ့ထွက်ပြေးသွားပြီဖြစ်တယ်လို့သိရပါတယ်။ ဒါဟာစစ်တပ်ကပြည်သူဘက်ကိုရက်တရင်ဆန္ဒပြသူတွေနဲ့ပူးပေါင်းသွားပြီးတဲ့နောက်မှာအခုလိုမျိုးနိုင်ငံကောင်းဆောင်တူထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။အဲနောက်ရာဂျိုလီနာဟာပြည်သူ့သမ္မတမက်ခွန်းရဲ့သဘောတူညီချက်ရယူခဲ့ပြီးနောက်ပြည်သူ့စစ်လင်ရေးတစင်းနဲ့ထွက်ခွာသွားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒါပေမဲ့လည်းအဲ့ဒီသတင်းကိုသမ္မတမက်ခွန်းဘက်ကအတိမပြုသေးဘဲလူငယ်ရီရဲ့မကြေနပ်မှုကိုအမြတ်မထုတ်ဖို့အတွက်တတိပေးခဲ့ပါတယ်။ဒါပြင်ရာဂျိုလီနာဟာ ဘေးလွယာနေရာတစ်ခုကနေယာဒူးကိုဆွန့်လွတ်မှာမဟုတ်တဲ့အကြောင်းမိန်ကုန်းပြောထားပါတယ်။ပြင်သစ်ကိုလိုနီဟောင်းဖြစ်တဲ့ဒီအာဖရိကကျွန်းနိုင်ငံမှာရေနဲ့လျှက်စစ်မီပြတ်တောက်မှုကနေဆန္ဒပြပွဲတွေကိုအစပြိုးလာစေခဲ့ပြီးအချင်းပြတ်ခြားစားမှုနဲ့အုတ်ချုပ်ရေးညံပြင်းမှုတွေကြောင်းအုံကြွမှုဖြစ်အရှိန်မြင့်တက်လာခဲ့ပါတယ်။ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရဒီဆန္ဒပြပွဲတွေအတွင်း အနည်းဆုံးလူ22ဦးထိသေဆုံးခဲ့ရပါတယ်။တန်ပေါင်း30လောက်နေထိုင်ရာမာဒဂက်စကာလူဦးရေရဲ့၄ပုံ၃ပုံကလည်းစီအန်နွမ်းပမှုမြင်းအောက်ကိုရောက်ရှိလို့နေပါတယ်။တလကျော်ကာလာတာတွင်မန်ဒဂက်စကာဟာနီပိုပီရင်ဂျန်စီလှုပ်ရှားမှုတွေကြောင့်အစိုးရပြုတ်ကျခဲ့တဲ့ဒုတိယမြောက်နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။ On 12 ans, on ne nous a jamais écouté et c'est pour ça qu'on insiste aujourd'hui au départ du président et non à une dialogue. <t 'en> နောက်ထပ်သတင်းပုတ်အနည်းနဲ့2025ခုနှစ်တော့စီးပွားရေးသိပ္ပံဆိုင်ရာ Nobel ထိမ်းမဆုကို American Canada နဲ့ပြင်သစ်ကပညာရှင်၃ဦးပူးတွဲရရှိခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ23ရက်နေ့တွင်ဆွီဒင်မြို့တော် Stockholm မှာတော်ဝင်သိပ္ပံအကယ်ဒမီကဒီစီးပွားသိပ္ပံ Nobel ဆုရရှိသူတွေကိုကြေညာပေးခဲ့တာဖြစ်ပါတယ်။ The Royal Swedish Academy of Sciences has today decided to award Sveriges Riksbank Prize in Economic Sciences in memory of Alfred Nobel for 2025 to Joël Mocque, Northwestern University, USA, Philippe Aguillon, Collège de France, OC, and INSEAD, France, and London School of Economics, UK, and Peter Howitt, Brown University, USA. for having explained innovation driven economic growth အနောက်တက္ကသိုလ်ပမောက္ခရီ ဖြစ်ကြတဲ့ Joel Moker, Philip Aguione, Peter Howard တို့ကစံသစ်တီထွင်မှုကြောင့်ဖြစ်ပေါ်လာမဲ့စီးပွားရေးတိုးတက်မှုဖြစ်စဉ်ကိုရှင်းပြနိုင်ခဲ့တယ်ဆိုပြီးဖော်ပြထားပါတယ်။အခုတစ်ခေါက် Nobel ဆုရပညာရှင်တွေဟာအသက်82နှစ်အရွယ် Netherlands ဘွား American နိုင်ငံသား Moker အသက်89နှစ်အရွယ်ကနေဒါနိုင်ငံသားဟောဝစ်နဲ့အသက်69နှစ်အရွယ်ပြင်သစ်ဘွားအဂီယွန်တို့ပဲဖြစ်ပါတယ်။အထူးသဖြင့်အဂီယွန်နဲ့ဟောဝစ်တို့ကဖန်တီးနိုင်စွမ်းအရာပျက်စီးခြင်းဆိုတဲ့ creative disruption စီးပွားရေးသဘောတရားကိုပိုပြီးနားလည်အောင်ရှင်းပြပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါအကျိုးရှိတဲ့စံတစ်တူထွင်မှုအစ်စ်တွေကခေတ်နောက်ကျနေပြီဖြစ်တဲ့နီးပညာနဲ့လုပ်ငန်းတွေနေရာမှာအစားထိုးဝင်ရောက်ပြီးဖြည့်ဆည်းပြနိုင်တဲ့လုပ်ငန်းစဉ်ကိုဆိုလိုတာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့အပတ်တုန်းကနိုဘယ်ငြိမ်းချမ်းရေးဆုအပါအဝင်ဈေးပညာ၊ယူပဗေဒ၊ဓာတုဗေဒနဲ့စာပေဆိုင်ရာဆုရရှိသူတွေကိုအတည်ပြုခဲ့ပြီးနောက်ဒီစီးပွားသိပ္ပံဆုဟာနောက်ဆုံးချီးမြှင့်မှုဖြစ်လာခဲ့ပါတယ်။ဆွေဒင်ဘဟိုဘန်ရဲ့စီးပွားရေးသိပ္ပံဆုဖြစ်တည်ထားကြတဲ့ ီနိုဘယ်ဆုဟာမူရင်းဆုအမျိုးအစား၅ခုမှာမပါဝင်ပေမဲ့လေဆုချီးမြှင့်ရေးစနစ်ထဲမှာတော့ထည့်သွင်းလေးရှိပါတယ်။သက်ဆိုင်ရာနယ်ဘယ်လိုက်ချီးမြှင့်တဲ့နိုဘယ်ဆုအမျိုးအစား၆ခုထဲက၄ခုကိုပညာရှင်၃ဦးစီပူးတွဲဆုခုနိုင်ခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့လည်းတူးချင်းစီဖြစ်ဟန်ဂေရီစာရေးဆရာကြီးလက်စလိုခရက်စနာဟော်ကိုင်က စာပေစုနဲ့ဗင်နီဇွဲလာအတိုက်ခံခေါင်းဆောင် မာရီယာကော်ရီနာ မာချာဒိုတို့ကရင်းချမ်းရေးစုကို အသီးသီးပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ဆလတ်တင်ဆက်ပေးမှာကတော့လာမယ့်အော်တိုဘာလ18နေ့မှာယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ကြားတွေ့ဆုံသွားဖို့ရှိနေပါတယ်။ I hope that I will have possibility to come to Washington and have a meeting on Friday with President. Uh, and, uh, and of course, I have some more meetings which are also important for me. အဲ့ဒီတွေ့ဆုံမှုကနေယူကရိန်းရဲ့လေကြောင်းရန်ကာဝေးရေးနဲ့လက်နက်သေးရရှိရေးကိစ္စရပ်တွေကိုအဓိကထားဆွေးနွေးသွားကြမှာဖြစ်ပါတယ် မကြာသေးတဲ့သတင်းပတ်ကုန်ပိုင်းမှာဒီကောင်းဆောင်နှစ်ဦးကြားဖုန်းနဲ့ဆက်သွယ်ခဲ့ကြပြီးအမေရိကန်ကယူကရိန်းကိုထော်မဟော့တာဝေးပြစ်ဒုံးကျည်တွေပေးရဲ့ရေးအတွက်အလေးထားပြောဆိုခဲ့ကြပါတယ်။အခုတစ်ခေါက်တွေးဆမှုမတိုင်ခင်ယူကရိန်းဝန်ကြီးချုပ်ဦးဆောင်မဲ့ကိုဇလဲအဖွဲ့ဟာဝါရှင်တန်မှာညှိနှိုင်းတာမျိုးတွေအကြိုပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါဟာရုရှားအတွင်ပိုင်းမော်စကိုမြို့တီပစ်ခတ်နိုင်တဲ့အမေရိကန်လို့တာဝေးပစ်ဒုံးကျည်တွေရလာဖို့အတွက်ယူကရိန်းဘက်ကဇက်တိုက်တိုက်တွန်းနေခဲ့တာဖြစ်တယ်လို့အဲဒီလက်နက်တွေကိုစီးရေးပစ်မှတ်အတွက်သာအသုံးပြုသွားမယ်လို့လည်းကတိပြုထားပါရီဒါမျိုးလက်နက်တွေပေးအပ်လိုက်တဲ့အခါလက်ရှိအခြေအနေကိုအပြင်းထန်တင်းမာစေနိုင်တယ်ဆိုပြီးရုရှားဘက်ကတတိပေးထားပါရီ Mr. President, your idea, and I want to discuss it how to stop some countries from Europe how to stop them possibility to buy uh, to buy Russian oil and gas. Right. And now you know, နောက်ထပ်သတင်းတစ်ပုတ်အနေနဲ့အီဂျစ်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ဂါဇာရေးထိပ်သီးဆွေးနွေးပွဲအတွင်းအင်ဒိုနီးရှားသမ္မတဖရာဘိုဆူပီယန်တိုကဒေါ်နယ်ထရမ့်ရဲ့သားဖြစ်သူအယ်ရစ်ထရမ့်နဲ့တွေ့ဆုံလို့တဲ့အကြောင်းတီးတူးပြောကြားခဲ့ကြတာကိုအမှတ်မထင်အသံဖမ်းယူနိုင်ခဲ့ပါရဲ့ ်လက်ရှိမှာအဲရီကာမိသားစုစီးပွားရေးလုပ်ငန်းတွေကိုစီမံနေတဲ့ Trump Organization ရဲ့အလုပ်မှုဆောင်ဒုဥက္ခတာဝန်ယူထားသူလည်းဖြစ်ပါရီဒီကောင်းဆောင်နှစ်ဦးကမိုက်ရှိတဲ့စင်ပေါ်မှာရက်နေရင်စကားပြောဆိုခဲ့ကြတာဖြစ်ပြီးဓာတ်ရဲ့အတန်လွှင့်နေတဲ့မိုက်ထဲမှာအတန်ဖမ်းမိနေတဲ့ဆိုရာကိုတော့တတိမပြုမိခဲ့ကြပါဘူး အိမ်နောက်ဖရဘိုကဒေတာတခုကိုရည်ညွန်းကလုံချိုအေးရကြည့်မယ်ဆိုရင်တော့ဘေးမကင်းဘူးလို့ပြောကြားသွားခဲ့ပြီးကျွန်တော်အဲရစ်နဲ့တွေ့လို့ရမလားလို့လဲထရမ့်ကိုမေးမြန်းခဲ့ပါတယ်ထရမ့်ဘက်ကလည်းအဲရစ်ကိုခေါ်ခိုင်းလိုက်မယ်လေအဲ့ဒီလိုလုပ်တင်နေမဟုတ်လားလူတော်လေးပါဆိုပြီးပြန်ပြောတော့ပါတယ်ကျွန်တော်တို့ပူကောင်းတဲ့နေရာရှာရမယ်လို့ဖရဘိုအနေနဲ့ထပ်ပြောပြီးချိန်မှာတော့ထရမ့်ကအဲရစ်ကိုခမည်းစီခေါ်ခိုင်းလိုက်မယ်လေလို့တုံ့ပြန်သွားပါတယ် လက်ရှိအင်ဒိုနီးရှားမြို့တော်ဂျာကာတာရဲ့အပြင်ပတ်ချက်မှာ Trump Organization ကခေါင်းကွင်းတစ်ခုကိုစီမံလုပ်ကင်လျက်ရှိပါတယ်။အင်ဒိုနီးရှားရဲ့နာမည်ကျော်ဘလီဂျွန်းမှာလည်းခေါင်းကွင်းနဲ့အပန်းဖြေစကမ်မကြာခင်ဖွင့်လှစ်သွားဖို့ရှိတယ်ဆိုပြီး website ပေါ်မှာဖော်ပြထားပါတယ်။အဲဒီကိစ္စအတွက်အမေရိကန်ရဲ့အင်ဖြူရော်နဲ့ဝါရှင်တန်ကအင်ဒိုနီးရှားတန်ယုံကိုမေးမြန်းခဲ့ပေမဲ့တရားဝင်တုံ့ပြန်ဖြေကြားတာမျိုးမရှိသေးကြောင်းသိရပါဗျ။ ဘိတ်ဖလိုင်းနောက်ဆုံးတင်ဆက်ပေးမှာကတော့အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တဲ့ချောင်းဆိုးပျောက်ဆေး၃မြို့ဟာအန္တရာယ်ရှိတဲ့ဓာတုပစ္စည်းတွေပါဝင်နေတယ်ဆိုပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေနဲ့တရားဝင်သတိပေးလိုက်ပါတယ်။အဲ့ဒီဆေးတွေကိုနိုင်ငံအသီးသီးမှတွေ့ရှိခဲ့မယ်ဆိုရင်ချက်ချင်းအကြောင်းကြားဖို့အတွက်ပါ WHO ဘက်ကတိုက်တွန်းထားခဲ့ပါတယ်။အခုလိုမျိုးအန္တရာယ်ရှိတယ်ဆိုပြီးသတ်မှတ်ထားတဲ့ဆေးတွေဟာ စရီဆန်ဖာမာတီကေကထုတ်တဲ့ Corif Ragnex ဖာမာတီကေကထုတ်တဲ့ Recipe Fresh တရားနဲ့ Shape ဖာမာကထုတ်လုပ်တဲ့ Relife ချောင်းစုပျောက်ဆွေးတွေပါဝင်လာတာကိုတွေ့ရပါတယ်။အဲ့ဒီ series ဟာအလုံးအနည်းငယ်ကြီးပြီးတောက်သုံးမိခဲ့ရင် အသက်ဆုံးရှုံးလောက်အောင်ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်တယ်လို့ဖော်ပြထားပါတယ်။ မကြသေးခင်ကပဲအိန္ဒိယပြည်နယ်မက်ဒရပရာဒိရှ်မှာ အသက်9နှစ်အောက်ကလေးတချို့တေဆုံးခဲ့ရပြီးဒီချောင်းဆုပ်ပျောက်ဆွေးတွေကိုတောက်သုံးခဲ့တယ်လို့ယူဆရကြောင်းသိရပါတယ်အဲ့နော် WHO ရဲ့စစ်ဆေးချက်ရဒီဆေးရီတဲမှာအစိတ်သင့်စင်နိုင်တဲ့ဒိုင်အီတလင်းကလိုင်ကောဓာတုပစ္စည်းကခွင့်ပြုထားတဲ့ပမာဏထက်အဆ900နီးပါးအထိ ပိုပြီးပါဝင်နေတာကို တွေ့ရှိခဲ့ရပါတယ် ဒါကြောင့်အိန္ဒိယအာဏာပိုင်တွေဘက်ကဒီစီးတွေကိုပြည်ပနိုင်ငံတွေစီတရားဝင် တင်ပို့ထားတဲ့မှတ်တမ်းမရှိကြောင်းတုံ့ပြန်ခဲ့ပေမဲ့လည်း WHO ရဲ့သတိပေးချက်တော့အခုလိုမျိုးထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုတလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်ကတော့ K ဆက်နိုင်ပါ